မြန်မာလူမျိုးတွေအပေါ်မှာမျက်ထုံနေတဲ့မြန်မာမျိုးသမီးတူလိမ့်လေမှုကိုပြန်လည်ဖွေရှာပေးခဲ့တဲ့အမေရိကန်ပြည်ထောင်စုကဲပရိသတ်ဂျီရိုပြီးခဲ့တဲ့ရက်ပိုင်းအတွဲမှာဒေါ်နယ်ထရန့်ရဲ့မိကြောလာတကူဟာမြန်မာလူမျိုးတွေကြားတော်လေးပွဲဆိုခဲ့တဲ့ဆိုပေမဲ့လေအမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့သူတို့နိုင်ငံတွေကလက်ခံပြီးသားဖြစ်တဲ့မြန်မာလူမျိုးတွေအပေါ်မှာတော့တန်းတူခွင့်ရပေးနေစေဖြစ်ပါတယ်ဒီဖြစ်ဖြစ်ကတော့လက်တလောတရားရုံးမှာ UK ဝင်နေစေအမှုတွဲတစ်ခုဖြစ်နေခဲ့ပေမဲ့လေ မြန်မာအမေရိကန်မြို့သမီးတူကိုလိမ်လည်မှုတွေတရားရုံးကနေအမေရိကန်ဒေါ်လာ3.2ဒေါ်လာကိုတန်ချင်းငွေရိုက်ခဲ့တယ်ဆိုတာကိုကြေညာနေခဲ့ပါပြီ။ဒီမျိုးသမီးဟာအမေရိကန်နိုင်ငံသားတယောက်ဖြစ်ခံယူထားခဲ့တာမကြသေးသလိုသူမအနေနဲ့လဲစူးတီထွင် လုပ်ငန်းရှင်တယောက်လို့ပြောရမှာပါ သူမကအမေရိကန်ပြည်နယ်အသီးသီးမှာအခြေချနေထိုင်နေတဲ့မြန်မာလူမျိုးတွေစီကိုချင်းကပ်ပြီးတော့2018ခုနှစ်ကစလို့လေလည်နေခဲ့တာပဲဖြစ်ပါတယ်။သူမကအမေရိကန်ပြည်တော်စုမှာဒုက္ခသည်အဖြစ်ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့မြန်မာလူမျိုးတွေစီကနေရင်းနှီးမြေတူးဖို့ရေလုပ်ငန်းကြောင်းပြပြီးတော့ရင်းနှီးမြုံနယ်စေဖို့အကြောင်းမျိုးမျိုးတင်သွင်းပြီးတော့လှည့်ပြခဲ့ပါတယ်။သူမအနေနဲ့ကတော့2018ခုနှစ်ကသူမဝယ်ယူထားတဲ့ရင်းနှီးတူးဖို့ရဲ့ ရင်ငားရဲစာချုပ်တွေကိုအကျိုးအမြတ်အများကြီးရမယ်ဆိုတဲ့မလုံးနေနဲ့ဆွဲဆောင်ပေးအစမတန်ဈေးတွေနဲ့ပြန်လည်ရောက်ချခဲ့ပါရီတကယ်တမ်းမှာတော့ချင်းမျိုးသမီးဖြစ်သူလီဗီဆက်နိုင်တန်းအားအိမ်မြေခွက်တွေကိုဈေးပေါ်ပေါ်နဲ့ရှောက်ထားပေးမယ်တခါမှရှင်နေတူးဖို့ဖို့လုပ်ငန်းစတာမျိုးမရှိခဲ့ပါဘူးသူမရဲ့စကားကိုယုံကြည်မိတဲ့လက်လွတ်လက်စားမြန်မာလူမျိုးတွေဟာသူမစီယာမြေခွက်တွေကိုသူတို့စုဆောင်းထားရှိသမျ ငွေအလုံးရှိနဲ့ဝယ်ယူထားခဲ့မိပါတယ်။သမစီယာမြေဝဲသူတွေဟာရှင်းတဲ့မြေလုပ်ငန်းနဲ့ပတ်သက်ပြီးတခုမှနားမလည်ကြတာကြောင့်သမစီကသူတို့ဝယ်လိုက်တဲ့စာချုပ်ဟာမြေငါရန်ခွေးမဟုတ်ဘဲတရားဝင်မြေပိုင်ဆိုင်ခွေးစာချုပ်လို့ယုံကြည်နေခဲ့ကြပါတယ်။ဝယ်ယူသူတွေအနေနဲ့ကတော့ဒီမျိုးသမီးဟာ social ပေါ်မှာမျက်နှာပြပြီးတော့လုံလုံနေတဲ့သူတယောက်ဖြစ်တာကြောင့်ပုံယုံကြည်ခဲ့ကြတာလို့ပြောရပါမယ်။သမကိုယ်တိုင်ကလည်းအဲ့လူတွေကိုဒီမြေခွက်တွေစီကနေကျုံးမြတ်တပြုံကြီးရအောင်လို့ကုညီကောင်းထဲဖော်ပေးမယ်လို့ခရီးတွေတန်တန်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့သမရောင်းချထား တယ်မြေကွက်တွေအတွက်မြေခုံမှာထပ်ပေးရပြီးတော့ဆက်မပေးနိုင်သူတွေအနေနဲ့ကလည်းမြေကွက်တွေကိုစိုးရွားကပြန်သိမ်းတာမျိုးပါရင်ဆိုင်ခဲ့ရပါတယ် ဒီเจ้าကတယောက်ကနေအများဖြစ်သွားတဲ့အခါမှာတော့တရားစွဲဆိုမှုတွေဖြစ်လာခဲ့ပြီးသူမကိုယ်တိုင်ကလည်းဘလို့ရှင်တဲ့ဒူးပေါ်ခွေကိုမှရှောက်ထားခြင်းမရှိခဲ့ဘဲနဲ့တသက်လိမ့်လေတဲ့ဆိုတဲ့အကြောင်းတရားရုံးမှာထွက်ဆိုခဲ့ပါတော့တယ်။ဒါကြောင့်မေဒေါ်လာသိန်းချီလေးနဲ့ရယူခဲ့သောချင်းမျိုးသမီးလီဘီဆက်နိုင်တန်အားအမေရိကန်ပြည်ထောင်စုစီရင်စုတရားသူကြီးဟာနယ်ဗီယာကနဏသူများအားအမေရိကန်ဒေါ်လာ3.2တန်းပေးလျော်ရန်အမိန့်ချမှတ်လိုက်ပါတယ်။ဆိုတော့လူချင်းမင်းတို့အနေနဲ့လေမြေတဲ့အိမ်နဲ့အယောင်းဝယ်လုပ်တဲ့အခါမျိုး မှဘသူဘဲဝါကိုမှမယုံကြည်ဘဲနဲ့ကိုရိုင်းကိုကြရှာဖွေလိလာနိုင်ဖို့ဘူးစုတအနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ရှင်။အာမင်းနဲ့ဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းအခုလိုမျိုးစိတ်ဝေစားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်။ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အာမင်းနဲ့ဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုစိနှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်စာပါလိုက်ပြန်စီရှင်။